မင်းချက်ကိုကိုရဲ့အစီအဖိုးမှာဘာတွေပြောင်းလဲသွားလဲသိချင်ဒီဗီဒီယိုအဆုံးထိကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါမင်းချက်ဂိမ်းမြန်မာနေပြီးတော့ပြန်လည်အကျိုးလိုက်ပါတယ်ပြောင်းလဲသွားတွေအများကြီးရှိတယ်အထက်ကမှအသစ်ပလာတဲ့ synergy အကြောင်းတွေကိုအရင်ဆုံးရှင်းပြမယ် KOS synergy KOS synergy ကတော့အရင်တော့ Astro Power synergy နဲ့တူပါတယ်အဲ့ဒီအများဆုံးထင်ရတဲ့ KOS hero က KOS အဖက်ကိုရရှိပြီးတော့ captain လို့တက်မှတ်ခံမှာဖြစ်ပါတယ် ကပလိန်နဲ့တခြား KO Hero တွေပါကွာလဲဆိုရင်တော့ကပလိန်ကအိပ်ပြီးပူရမယ်ပြီးွားရင် KO Hero တကောင်ဒီတိုင်းမှာကပလိန်ကစကီးတစ်ခါတုံးမှာဖြစ်ပါတယ် KO စနက်ကြီးမှာတော့ Hero က9កောင်ထိပါလာပြီးတော့စနက်ကြီးရဲ့အများဆုံးဒီဘက်က7ထိဖြစ်မှာဖြစ်ပါတယ် KO စနက်ကြီးမှာသူများနဲ့မတူတာက5ဟူ2កောင်ထိပါလာတာဖြစ်ပါတယ်အဲ့កောင်2កောင်ကတော့ထောင်နဲ့အလာပဲဖြစ်ပါတယ် Model Rival စနက်ကြီး ဒီစနက်ဂျီမှာတော့ hero နှစ်ကောင်ပဲပါတယ်အဲ့နှစ်ကောင်ကတော့ခုနောင်က KOS စနက်ဂျီရဲ့တန်ဖိုးအခြေလို့နှစ်ကောင်ဖြစ်တဲ့ထောင်နဲ့ဗလာပဲဖြစ်ပါတယ်စနက်ဂျီရဲ့ထူးခြားချက်က KOS 17မဟုတ်ဘဲနဲ့နှစ်ကောင်ထည့်ထားမယ်ဆိုရင်ဒီစနက်ဂျီရဲ့ passive ကိုရရှိမှာမဟုတ်ပါဘူးဒီစနက်ဂျီရဲ့ passive ကိုလိုချင်လို့ရှိရင်တော့ KOS 17ဖြစ်ရင်ဖြစ်မဖြစ်အကောင်မဲထည့်ထားမှဒီစနက်ဂျီရဲ့ passive ကိုရရှိမှာဖြစ်ပါတယ် တွိုင်းမစ်ချက်စနက်ဂျီဒီစနက်ဂျီကတော့အရင်ကဘောဘင်ကစနက်ဂျီနဲ့တူပါတယ်နှစ်ကောင်ထဲပြီဆိုတော့နော်လီစနက်ဂျီရဲ့အရင်တစ်ချောင်းရမယ်လေးကောင်ထဲရင်နောက်တစ်ချောင်းထဲရမယ်ထောက်ကောင်ထဲရင်နောက်တစ်ချောင်းထဲရမှာဖြစ်ပါတယ်အများဆုံးစနက်ဂျီယူတဲ့ကတော့၁၀ကောင်အထိရှိမှာဖြစ်ပါတယ်ဒီ ਉਹ နဲ့ကလောက်ဒီစနက်ကြီးမှာတော့ ဟီးရိုးအနေနဲ့ကတော့၃កောင်ပဲပါမှာဖြစ်ပါတယ်။နှံកောင်ထည့်လိုက်ပြီဆိုတာနဲ့ဒီမန်ရဲ့ဘေးမှာတစ်ပင်လေးဓာမင်ပုံလာဖြစ်ပါတယ်။အဲ့ဒါလေးကဘာလေးလဲဆိုရင်တော့ဒီကောင်တွေဟီးရိုးတွေကစကီတစ်ခါ၃တိုင်းမှာ point တစ် point ပေါ်နေမှာဖြစ်ပါတယ်။နောက်ဆုံးအများဆုံး point ကတော့66 point ထိရှိမှာဖြစ်ပါတယ်။တစ် point ဂျင်းစီမှာလည်း damage တွေတိုးလာမှာဖြစ်ပါတယ်။ပြီးရင်တော့ဒီတစ်ပင်လေးကိုဖိပြီးတော့ကိုကြိုက်တဲ့ဟီးရိုးကိုအဲ့ဒီ ပတ်စစ်ကိုပေးလို့ရမှာဖြစ်ပါတယ်။ Triple A အ Triple A ကတော့ဘာနဲ့တူလဲဆိုရင်တော့အရင်တော့အဆွမ်းမနဲ့အတူပါတယ်။မာမေဟီးရိုးတွေကို damage တိုးရမယ်။ပြီးရင်သူတို့ကိုယ်တိုင်လည်း damage ပို့ပြီးတော့တိုးခံမှာဖြစ်ပါတယ်။ဟီးရိုးနေရတော့6ောင်းထိပဲပါလာဖြစ်ပါတယ်။နှစ်ကြီးအများဆုံးအယူတွေကလည်း6ောင်းထိပဲရရှိမှာဖြစ်ပါတယ်။ ဆိုးဘစ်စနက်ကြီးဆိုးဘစ်စနက်ကြီးကတော့အရင်ကဘွန်ဆွမ်းစနက်ကြီးနဲ့တူပါတယ်ဖီရိုနှက်ကောင်ဆုံမှုစွာနဲ့သူတို့ရဲ့စင့်ခေါ်လိုက်တဲ့ဖီရိုတကောင်ရရှိမယ်လေးကောင်ဆိုရင်အဲဟီရိုကဒူစတာဖြစ်သွားမယ်ထောက်ကောင်ဆိုရင်တော့အရီစတာဖြစ်သွားမယ်ဆယ်ကောင်အထိဆုံမယ်ဆိုရင်တော့ဖိုးစတာအထိကြီးသွားမှာဖြစ်ပါတယ်စတားလေဗယ်လိုက်ဒါမေ့တွေအပီပြီးပို့ပြီးတော့တိုးလာမှာဖြစ်ပါတယ် ဒီစနက်ကြီးကတော့အကြိုက်များမဲ့စနက်ကြီးတွေမှာပါလာမဲ့တစ်ခုဖြစ်ပါလေ like a moth to a flame တို့ရီလီဒီစနကြီးမှာတော့ပုံတွေအားဖြင့်ပြီးလို့လေးကောင်ပါတယ်နောက်နှစ်ကောင်တော့တိုက်ဝဲဆိုင်ရန်ထန်ရရှိမှာဖြစ်ပါတယ်ဒီလက်ရှိအပေါ်က9ကြက်တန်9ကောင်တွေကတစ်ကောင်ကဝဲဆိုင်ဒီ glory league စနကြီးတွေကိုဝင်လာမှာဖြစ်ပါတယ်အဲ့လိုပဲအောက်ကတစ်ကြက်တန်၄ကောင်ကလည်း တာပန်တစ်ခေါင်က Glory Release နဲ့ကြီးတွေကိုဝင်လာဖြစ်ပါတယ်။၅ချက်တက်မှာတော့အကိုင်း Visana, Harley နဲ့ Abel Benita ပါမယ်။၇ချက်တက်မှာတော့ Alucard Lolita, Aurora နဲ့ Sicilian ပါမှာဖြစ်ပါတယ်။စနကြီးကဘာကောင်းလဲဆိုရင်တော့တိုင်ဝဲစပြီးတော့၃စက္ကန့်နေတိုင်းမှာ Hero တွေက Harry အတက်နဲ့ရှီးကိုရရှိမှာဖြစ်ပါတယ်။ဒီမချင်းကိုရရှိနေမှာဖြစ်ပါတယ်။၃စက္ကန့်၃စက္ကန့်တိုင်းမှာရှီးရီ hybrid တွေကတိုးနေမှာဖြစ်ပါတယ်။